Hello အားလုံးပဲမင်္ဂလာပါရှင် Terror Video by Anonymous Speech ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်လောက်ထားပေးရဲ့ reading လေးရတော့ဒါကိုရဲ့အချစ်ရေးမှာပေါ့နော်။ဘာရင်ဆက်ဖြစ်မလဲဆိုတာလေးကို reading လေးလောက်ထားပေးပါရဲ့။သုံးစံအတိုင်းပဲဒီမှာ file လေး၃ခုရှိရဲ့ဒီ file လေး၃ခုတွေရမှာကိုနဲ့ energy ကြိုက်မယ်ထင်တဲ့ file ကိုနဲ့အဆင်ပြေမယ်ထင်တဲ့ file လေးကိုရွေးချယ်ပြီးတော့ကြည့်လို့ရပါရဲ့ရှင်။ Hello ဖိုင်ဝမ်လေးရေမင်္ဂလာပါရှင်ဆိုဖိုင်ဝမ်လေးတွေအဲဒီဖိုင်လေးကိုရွေးထားတည်ကြပြီဆိုရင်ဒီ region လေးကိုဆက်ပြောကြည့်လို့ရရယ်ဆိုတော့ဖိုင်ဝမ်นี่အခြေရေးမှာဘာကြီးဆက်ဖြစ်မလဲပေါ့နော်အဲဘာထပ်ဖြစ်မလဲဘာဆက်ဖြစ်မလဲပေါ့ဆိုရယ် region လေးကိုကြည့်ထားပြရဖြစ်ပါတယ်အဲ့တော့ဖိုင်ဝမ်လေးတွေအခြေရေးမှာဘာဆက်ဖြစ်နိုင်ခြေရှိလဲဆိုတော့ဖိုင်ဝမ်လေးတွေအခြေရေးမှာဘာဆက်ဖြစ်နိုင်ခြေရှိလဲ I want အချီမှာဘာလို့ဆက်ဖြစ်နိုင်ချေရှိလဲ Okay ကိုကလေအခုချိန်မှာပေါ်တော့လမ်းပြောင်းနေရသေးသေးရှိလိမ့်မယ်ဘာလို့လို့လို့အမမသိဖြစ်နေရမျိုးတွေပေါ်တော့ခိုင်ဝမ်းတွေကလေအဲ့လိုလိုမျိုးတွေရှိလိမ့်မယ်ကိုကလေအခုချိန်မှာဘလို့ဖြစ်နေလဲဆိုတော့ဟိုလိုရာမရရတာမလို့ဆိုရဲပုံစံမျိုးပေါ်တော့အဲ့လိုပုံစံမျိုးလေးဖြစ်နေရဟိုဘယ်လိုပြောမလဲ ကိုကလိုဂျင်နိုင်ကတခြားကိုရဂျင်နိုင်ရတခြားပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေရယ်ဆိုတော့ဟုတ်ပြီအဲ့ကိုလိုဂျင်တဲ့လူကတယောက်ကိုပို့ရတယ်နောက်ထပ်ဝင်လာမယ့်လူကတယောက်ပေါ့နော်အဲ့လိုလူမျိုးတွေများရယ်ဖိုင်ဝမ်မှာက energy ကလေးကောင်းတယ်တိလားဒါပေမဲ့ကိုကအဝေခွဲမရဖြစ်မဲ့ energy မျိုးပေါ့နော်အဲကိုစီကိုအစ်စ်ဝင်လာရဲ့ အချိန်မှာအတိတ်ကလိုကလည်းပြန်မျိုးဝင်လာမျိုးအဲ့အချိန်မှာကိုကဘာလို့လို့လို့အမှမသိဖြစ်တာမျိုးပေါ့ဖိုင်ဝမ်းနေရအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်ကိုက AC ကိုလည်းပြန်သွားခြင်းနဲ့နောက်တစ်ယောက် C ကိုလည်းသွားခြင်းနဲ့ပေါ့နော်အဲ့လို energy မျိုးရရဲဆိုတော့ဖိုင်ဝမ်းလေးတွေကရှေ့ဆက်ပြီးတော့အဲ့လိုဝေခွဲမရတဲ့ energy မျိုးလေး complicated ဖြစ်တဲ့ energy မျိုးလေးကိုအများကြီးတွေ့ရတယ်ဟိုကိုလိုခြင်းတွေကတမျိုးကိုရလာတာတမျိုးပေါ့နော်ဥပမာ next relationship ကိုရခြင်းတဲ့အချိန်မှာကိုက ကိုစီကို x တွေကပြန်ရောက်လာမျိုးကိုက x ကိုစောင့်နေတဲ့အချိန်မှာ next relationship တွေပဲကိုစီရောက်လာမျိုးအဲ့လိုမျိုးကိုလိုချင်တာတသက်ကိုရလာတာတသက်အဲ့လိုဖြစ်နေမယ်နောက်ဆုံးမှာနှစ်ခုစလုံးတစ်ပြိုင်တည်းရရဲ့အချိန်မှာကိုကလည်းဘာကိုရွေးချယ်လို့ရွေးချယ်မှန်းမသိဘူးဘာကိုဟိုဒီဘက်ကိုသွားမလားဒီဘက်ကိုသွားမလားမသိဘူးပေါ့နော်အဲ့လို connection မျိုးဖြစ်နေမယ်ဖိုင်ဝန်ဒီမှာအဲ့လို energy မျိုးရရဲ့ဆိုတော့တတိထားပါအဲအဓိကအချိန်ပေါ့နော်အခုချိန်အနေစပြီးရောနောက်ထပ်၃လလောက်မှာအဲ့လို energy မျိုးဖြစ်လိမ့်မယ်เนาะဒီကြည့်ပြီးွားရဲ့အချိန်မှာတချို့ကြည့်နေတဲ့အချိန်မှာလည်းဟိုဒါမျိုးကြီးဖြစ်ဖြစ်နေရဲ့ဆိုရှိရင်ရှိလိမ့်မယ်ပေါ့เนาะ so okay for pie 1ဘာဆက်ဖြစ်မလဲအချိန်မှာ okay finally ရှိမှာဘာဆက်ဖြစ်မလဲ10 of pentacles အဲ့ကိုကဘယ်လိုလူမျိုးပဲရွေးချယ်ရွေးချယ်ပေါ့เนาะကိုရဲ့ x ကိုပဲပြန်သွားသွားကိုရဲ့ sorry next relationship ကိုပဲပြန်သွားပြန်သွား အမ်ကိုအနေနဲ့လေစောင့်ရှောက်ဒါ protect လုပ်တာတော့ခံရလိမ့်မယ်သူ ex ပဲဖြစ်ဖြစ် next relationship ပဲဖြစ်ဖြစ်ကိုယ်ပြန်ပြီး protect လုပ်ပေးနိုင်လိမ့်မယ်ပေါ့နော်ကိုယ်ကာကွယ်ပေးနိုင်လိမ့်မယ်အဲ့လိုပုံစံမျိုးတွေ့ရအထူးသဖြင့် emotionally ပေါ့စိတ်ပိုင်းဆိုင်ရာအရင်လုံခြုံမှုပေးမယ်အ connection မျိုးဖြစ်လိမ့်မယ်ပေါ့နော် phi 1ညီနောက်ထပ်တွေ့မယ် relationship ကလေတစ်ဖက်လူရဲ့ပုံစံဘယ်လိုမျိုးလဲဆိုတော့အဲ့လို brave ဖြစ်တယ်ရဲရင်လည်းကိုယ့်ထက်အသက်ကြီးရဲ့ပုံစံမျိုးဖြစ်နိုင်တယ်ဒီလားကိုယ်အဲ့လိုကာကွယ်ပေးမှာမျိုး supporting လုပ်ပေးချင်တာမျိုးလေးရှိရဲ့ ဲ့တော့ကိုရွေးချယ်လိုက်တဲ့လူပေါ့နော်ဘသူပဲဖြစ်ဖြစ်ပေါ့အဲ့လိုလူမျိုးကိုရွေးချယ်မိလိမ့်မယ်လို့ထင်တယ်ဟိုဖိုင်ဝန်လေးတွေကလေအနောက်ကနေ supporting လုပ်ပေးမဲ့သူကြီးရှိလို့ရှင်အရန်အောင်မြင်မယ်အဓိက mental ပေါ့နော်စိတ်ပိုင်းဆိုင်ရာအဲ့လို support လုပ်ပေးနိုင်မယ်ဆိုရင်အရန်အဆင်ပြေမယ်အောင်မြင်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်အဲ့ကိုဘွားရဲ့နောက်ထပ်ရောက်လာမဲ့သူက x လည်းဖြစ်နိုင်လို့မျိုးနောက်ထပ်တယောက်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ရွေးချယ်မှုကကံကောင်းလိမ့်မယ်ကို့အပေါ်တော့ အဲကောင်းမယ်ပေါ့နော်ဒီ direct cut တွေမှာတော့ကောင်းမယ်လို့တော့မြင်ထားရဲ oracle cut လေးထပ်ပြီးတော့ဆွဲကြည့်မယ်ဗာလေးကြာမလဲဆိုရလေအဲဒီမှာတွေ့တဲ့လောက်ကတော့အဆင်ပြေရယ်နော်ဘသူစီပဲတော်တော်ကိုရွေးလိုက်တဲ့လမ်းမှန်လိမ့်မယ်ကိုကောင်းမှုအတွက်ရွေးချယ်လို့ပဲကိုကိုကိုသဘောထားထားပေါ့နော်အဲဆိုရင်အဆင်ပြေလိမ့်မယ်ဆိုတော့ pile one လေးတွေ oracle cut လေးပြောရှင်တာရှိလား oracle cut လေးကပြောရှင်တယ် for pile one အဲ့ကိုကပေါ့နော်အဲ့လို come ဖြစ်ဖြစ်နဲ့အေးစစလေးစိတ်လေးကိုကြီးကြီးလေးလေးလေးနေဖို့လုပ်မယ်အဲ့ကြလို့ရှင်ရင်အမ်ကိုရွေးချယ်မှုပို့ပြီးမှန်လိုက်မယ်ပေါ့နော် we connect အဲ့တော့ Taiwan ကြီးတော်တော်များများတော့ XDC ပြန်သွားမလားပေါ့နော်အဲ့လိုမျိုးလေးရောချင်မိရယ် yes အဲ့လို XDC ပြန်သွားနိုင်တယ်အတိတ်ကလူတွေစီပြန်သွားမဲ့ Taiwan ကြီးအများကြီးပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုပြောရင်လားလေဒီမှာ ဒါ universe ရဲ့ message ပေါ့နော်ဒီလိုမျိုးစိတ်အေးအေးထားပြီးတော့စဉ်းစားပါဆိုပုံစံမျိုးဘာဖြစ်လို့လဲဆိုတော့ကိုက confuse ဖြစ်တော့မှာအခုနောက်ပြောလိုမျိုးပဲဟိုအတိတ်ကလူပြန်လာနေအနာဂတ်ကလူလာရဲ့အချိန်မှာကိုက confuse တွေဖြစ်ပြီးအတိတ်မှာလည်းတန်ရောစင်တွေရှိခဲ့အနာဂတ်မှာလည်းပိုကောင်းမှုအလားအလာတွေရှိနေရဲ့အဲ့တော့နှစ်ခုကိုကိုဝေခွဲမရဖြစ်တော့မယ်အဲ့အချိန်မှာတည်တည်ချာချာလေးစိတ်ကိုတည်တည်ငြိမ်ထားပြီးတော့စုံဖြတ်ပါဆိုတော့ universe ကဒီမှာ message တစ်ခါပေးလိုက်တယ် တခုပြောချင်တယ်ဟိုသူများရဲ့အကြံကိုမယူပါနဲ့ဒီမှာလေဒီကက်ပေါ့နော်ဒီကက်ကတယောက်တည်းဟိုဆုံးဖြတ်တင်တယ်ဆိုရဲကက်မျိုးလို့ယူဆရဲဒီဖိုင်ရောမှာဆိုတော့ကိုတယောက်တည်းပဲဆုံးဖြတ်ပါကိုတယောက်တည်းပဲစင်စားတိတိကျကျစင်စားအချိန်လေးကြိုက်တဲ့လောက်ယူကြိုက်တဲ့လောက်စင်စားပြီးတော့မှတခုခုကိုရွေးချယ်ရွေးချယ်လိုက်လို့ရှိရင်လည်းနောက်တစ်ခုကိုချက်ချင်းစွန့်လို့မရတော့ရမယ်ဟိုလိုလိုဒီလိုလိုလေးနဲ့နှစ်ဖက်နင်းနေလို့မရအောင်ပေါ့နော် ီမှာ phi 1တော်တော်များများ xdc ပြန်သွားမဲ့ energy မျိုးရရဲဆိုတော့ပြန်သွားမယ်ဆိုရင်လည်းဒီ next relationship ကိုတခိုင်းညင်းခဲ့အဲ next relationship ကိုမဲ့ဆိုရဲ x ကိုတခိုင်းထားခဲ့ပေါ့နော်ဟိုလိုလိုဒီလိုလိုမလုံးနဲ့အဲ phi 1လေးတွေအဲ့အားလေးတစ်ခုပေါ့နော်ကိုယ့်ရဲ့ energy က x ကိုလည်းမပြတ်ဘူးနောက်တစ်ယောက်ကိုလည်းလက်မလွတ်ချင်ဘူးအဲ့လိုမျိုး energy လေးရှိစဉ်းစားဆုံးဖြတ်တဲ့အခါမှာလေကိုတယောက်တည်းရဲ့အကြံဉာဏ်ကိုတယောက်တည်းရဲ့ အဲ intuition နဲ့ပဲဆုံးဖြတ်ပါစဉ်းစားပါဆုံးဖြတ်ပြီးွားလို့ရှင်လည်းတိကနေပေါ့နော်ဟိုဆုံးဖြတ်လိုက်အချိန်ကတော့ကြိုက်တလောက်ယူလို့ရတယ်ဒါပေမဲ့ဆုံးဖြတ်ပြီးွားရင်တစ်ခုဆိုတစ်ခုပဲတည်တည်ကြာကြာလေးရွေးချယ်အဲ့အမှာပို့ပြီးအဆင်ပြေလိမ့်မယ်နော် so oracle ကလေးထကြည့်မယ်ဖိုင်1အတွက်ပါလိရှိသေးတယ် ော့ဖိုင်ဝန်လေးရာလေးအစင်တော့ပြေရသည်လားဒီတယောက်ပေါ့နော်အကယ်၍ကိုနောက်ထပ်ကိုယူမဲ့ relationship ပေါ့နော်ကိုရမဲ့ relationship ပေါ့အဲ့ relationship ကလေကိုပေါ့တော့အများကြီးကောင်းလိမ့်မယ်ကိုအဲ့လို supporting တေချာလေးရောလုပ်ပေးနိုင်မဲ့ connection မျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကိုတွေ့ထားတယ် Okay အဲ့တော့တေချာပေါ့အဲ့လိုကို protect လုပ်ပေးလိမ့်မယ် support လုပ်ပေးလိမ့်မယ်ကိုရဲ့ life မှာပေါ့နော်တစ်ဖက်လုံးနဲ့ကိုနဲ့ connection ကဘယ်လိုဖြစ်မလဲဆိုတော့ အဓိကဘဝမှာပေါ့နော်ဘဝမှာကိုတိုးတက်ဖို့အတွက် तू က supporting တစ်ခုအနေနဲ့ကိုဘဝတွေကိုရောက်လာတာမျိုးအဲ့လိုပုံစံမျိုးဖြစ်ဖို့များတယ်တစ်ဖက်လူကလေအဲ့လိုမျိုးသူ့အနေနဲ့ကိုကောင်းစေချင်တယ်ကိုပါရမီဖြည့်ပေးဖို့ရောက်လာတာပေါ့နော်နောက်ထပ်တွဲမဲ့နောက်ထပ်တွဲမဲ့လူက expert ဖြစ်ဖြစ်နောက်ထပ် relationship အသစ်ပဲဖြစ်ဖြစ် ကိုယ်ကိုယ့်ရဲ့ life မှာ supporting အပြည့်ပေးမဲ့ energy မျိုးပေါ့နော်အဲ့လို energy မျိုးရရဲ့ဆိုတော့ရွေးချယ်လို့ရရဲ့နောက်ထပ်အစ်စ်လာမဲ့ relationship ကတော့ကောင်းတယ်ပေါ့နော်ကောင်းတယ်လို့တော့ပြောလို့ရရဲ့ Okay အဲ့တော့ဖိုင်ဝဲလေးတွေကလေအများကြီးအောင်တတိထားဖို့မလိုဘူးပေါ့နော်အအဆင်ပြေရဲ့နောက်ထပ်ရောက်လာမဲ့ relationship ကကောင်းတယ်ဆိုတဲ့ဟာမျိုးလေးတွေ့ရရဲ့ x day reconnect ဖြစ်တတ်တယ် อืมเปลี่ยนပြီးတော့လာတတ်တယ်ပေါ့เนาะကိုဘွားရေပြန်ရောက်လာတတ်တယ် yes ကိုလိုချင်တာရေကိုဖြစ်ချင်တာရေကို manifest လုပ်ထားရဲ့အဖိုင်ဝမ်းနေပိုင်းပါလိမ့်မယ် okay အဖိုင်ဝမ်းလေးတွေထဲမှာလေအဲ့လိုအခက်အခဲအများကြီးရှိရမျိုးမတွေ့ရအောင်ကံကောင်းနေပေါ့เนาะ ဒီကာလပေါ်ဒီဒီအောင်ကြည့်နေရဒီဗီဒီယိုကြည့်နေရကာလတွင်မှာ energy ကကောင်းနေအရင်ခက်ခဲရှိနေရမျိုးမတွေ့ဘူးပြီးတော့ five one နေကိုလေနောက်ထပ်ကြိုက်တဲ့လူတွေလည်းရှိရဒါပေမဲ့ five one နေကလေအဲ့ခေါင်းထဲမှာဥမရှိအခီးလည်းမဆိုင်ဘူးခေါင်းထဲမှာလည်းမရှိဘူးအဲ့အချိန်ညာရှိလာနိုင်နေပေါ့နော်နောက်ထပ်ကို offer လုပ်တဲ့သူတွေကို့မှာနောက်လူအသစ်တယောက်ရဲ့ x ရဲ့အဲ့နှစ်ယောက်နဲ့ကိုကရှုပ်နေမယ် energy မျိုးပေါ့နော်ဘသူ့ကိုရွေးလို့ရွေးရမယ်မသိ energy မျိုးနောက်ထပ် အဲကိုယ်လာကြိုက်တဲ့သူတွေရှိရအစ်စ်အစ်စ်တွေပေါ့နော်အဲ့လူတွေက option တော့မတတ်မှတ်ဘူးရွေးချယ်စရာလောမတတ်မှတ်ဘူးဒီတိုင်း ignore ထားရလစ်လျူရှူထားတဲ့သဘောပေါ့နော်ကိုလိုချင်တာကိုပဲကိုကြည့်ရပေါ့ကိုရွေးချယ်ရအဲ့လိုမျိုးဖိုင်ဝန်လေးအများကြီးတွေ့ရတယ်နော်အဲ့တော့ okay ဒါလေးတွေကတော့ဒါ phi 1လေးရေး reading မှာ phi 1လေးတွေ DVD အောင်ဆုံးဖြတ်ကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ phi 1လေးတွေနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော် Hello Phi 3လေးမင်္ဂလာပါရှင်။အဲ့တော့ Phi 3လေးဒီ Phi လေးကိုရေးထားတည်ကြပြီဆိုလို့ရှင်ဒီ reading လေးကိုဆက်ပြီးကြည့်လို့ရပါတယ်။အဲ့တော့ Phi 3ကိုရဲ့အမ်နောက်ထပ်လာမယ့်အခြေအေးပေါ့နော်။ဘယ်လိုပုံစံမျိုးဖြစ်မလဲပေါ့။ကို Phi 3နောက်ထပ်တွေ့ရမယ့်နောက်ထပ်အခြေအမှာဘာကြီးသိဖို့လိုပဲဘာကြီးဆက်ဖြစ်မလဲပေါ့နော်အဲ့အလေးအကြီးကကြည့်ပေးခြင်း ਨੇ ဒီက file 3လေးကိုသတိထားဖို့ပေါ့နော်ဘာလေးကြီးဆက်ဖြစ်ဖို့ရှိလဲပေါ့အဲ့တော့ okay Kite 3အခြေမှာဘာရေးဆက်ဖြစ်မလဲ So Kite 3အခြေမှာဘာရေးဆက်ဖြစ်မလဲ Okay Mm Energy ရောကောင်းချက်ပဲအဲ့ကိုကအခုချိန်မှာကိုလိုချင်နိုင်ကိုဖြစ်ချင်နိုင်အကုန်အကုန်ဆူတောင်းမှာ manifest လုပ်ပါနာခဲ့မှာဖြစ်လာနိုင်တယ် X တွေပြန်လာတတ်တယ်ဖိုင်3သတိထားပါ The Wheel of Fortune ရဲ့ Deliver ရှင်နှစ်ကက်ကိုတွဲပြီးတော့ကြာထားပါဘောเนาะအဲ့တော့နောက်ကဲမှာ X တွေပြန်လာတတ်တယ်တလအတွင်းပေါ့เนาะ DVD ကိုကြည့်ပြီးတော့တလနဲ့3လအတွင်းမှာပြန်လာလိမ့်မယ်လို့မြင်နေ3လတချို့ကြီးလဲ4လောက်တော့ကြာလိမ့်မယ်ဆိုရင် energy မျိုးထက်ရတယ်ဆိုတော့ကက်လေးကအရန်လှတယ်ဖိုင်3ကြာထားကက်လေးလीอืม ိုယ့်ရဲ့အတိတ်ပေါ့နော်ကိုယ့်ရဲ့အတိတ်ကလို့အလိုကိုကိုထားသွားတဲ့လူမျိုးအဲဟုတ်တယ်ကိုကိုထားသွားတဲ့လူမျိုးဖြစ်နိုင်ရင်ကိုစီကိုပြန်ရောက်လာတာပေါ့နော်ပြန်ရောက်လာတာမျိုးအဲ့တော့ x တွေပြန်ဝင်လာတဲ့အခြေအမှာဘာဆက်ဖြစ်ဖို့ရှိလဲဆိုရင် ax နဲ့လည်းတွဲဝနိုင်တဲ့အနေအထားမျိုးရှိနေရပေါ့နော်ရှိနေရအမ် phi 3ရအမှန်တမ်းပြောလို့ရှိရင် next relationship ကြီးကိုတော့အရင် energy မရဘူး အဲ့လိုအတိတ်ကလူတွေပြန်ရောက်လာမျိုးအတိတ်ကလူတွေ ਨੇ ပြန်မတွဲပြန်တော့မှအဲ့လို situation ship မျိုးပြန်ဖြစ်နေရမျိုးပေါ့နော်အဲ့လို energy မျိုးအများကြီးအများကြီးရတယ်90ရာခိုင်နှုန်းလောက်ရတယ်ကိုကအတိတ်ကလူတွေကိုပြန်ပြီးတော့အဲတတိယနေရဲစောင့်နေရဲဆိုဆိုလို့ရှိရင်တော့လေဒါတရင်ကောင်းပေါ့နော်ပြီးတော့လေအဲ့အတိတ်ကလူတွေကအခုချိန်ကြီးကိုစောင့်ကြည့်နေတုံးပဲပေါ့ စောင့်ကြည့်နေရုံပဲအတိတ်ကလူဆိုအဘယ်လူလဲတော့မသိဘူးပေါ့နော်အတိတ်ဟိုကိုမရီးစားရအများကြီးအဲရီးစားရအများကြီးရတယောက်ပေါ့ကိုရီရွယ်ထားတဲ့သူတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ဒါပေမဲ့ကိုလေစောင့်ကြည့်နေရုံပဲသိလားအခုချိန်ဒီစောင့်ကြည့်နေရုံပဲအဲ့လိုမနက်မိုးလေးကနေညမိုးချို့ကိုအเจ้าမဲ့တွေးနေရဲ့ကိုကိုလည်းစောင့်ကြည့်နေရုံပဲ Fight 3ရဲ့တချို့ရဲ့မှာလေအဲ့လို LGBT ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းပါရင်ပါလိမ့်မယ်ဒါမဲ့ percentage တော့နည်းပါတယ်အမှန်တိုင်းပြောရရင်တွေ့ရတွေ့နေရပေါ့နော် percentage တော့နည်းရဲ့ ကိုကလေ 5G မှာ energy စုံနေသီလားဟို x တွေပြန်လာမယ်လူတွေတော်တော်များရဲ့90ရာခိုင်နှုန်းလောက်ကအဲ့လို x တွေပြန်လာမှာပေါ့နော်တောင်းတောင်းဆိုလို့ရှိရင်လေဘယ်လိုပြောမလဲဒီလိုမျိုးကြီးတောက်လျှောက် ကွက်တီကြဖို့ကွက်တီဆိုတာဒီလို x cut တည်းကြီးပဲထောက်လျှောက်ကြဖို့က512မှာဆိုရင်အလိုဒွန်တွဲပြီးကြရပါတော့တချို့ရေးကြရလဲတမျိုးတချို့ရေးကြရလဲတမျိုးဒီမှာ60ရာခိုင်နှုန်းဟို major major ဖြစ်နေရပေါ့နော်တော်တော်များများအဲ့လို x တွေပြန်လာမျိုးကို့ဘွားရေတစ်ခေါက်ထွက်သွားပြီးရလူရနောက်တစ်ခေါက်ထပ်ပြီးဝင်လာမျိုးပေါ့အဲ့လို energy မျိုးရတယ်ဒီ video ကြည့်နေတဲ့အချိန်ကနေပြီးတော့အဲ့လိုတလနေ3လ4လအတွင်းမှာဖြစ်ဖြစ်လိမ့်မယ်အဲ့လိုယူဆရယ်อืม ကိုကတော့လေဟိုတချို့ phi 3ရရလဲလက်ခံနိုင်မယ်တချို့တွေရကြတော့လေနည်းနည်းလေး situation ship တဲ့ကိုအရင်သွားမယ်ပေါ့နော်ဒါပေမဲ့တခုသတိထားမှာလေအဲ့လိုသူနဲ့ကိုနဲ့ဂျားရဲမှာအဲ့လို gap တခုရှိနေတတ်တယ်ဂျားရဲမှာကိုမကြိုက်တဲ့တခုခုကိုသူ့လောက်ထားရမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ် long distance ခဏဖြစ်သွားလုံးတစ်ဆန့်ဖြစ်သွားရဲစင်းနေမှာလေအပီးတိုင်ဝေးသွားမျိုးမဟုတ်သူခྱི་သွားမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ်အသက်ရမ်းกว่าမျိုးပဲဖြစ်ဖြစ်ဘာသာမတူရဲပါရဲလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အသက်กว่าရဲအဲ့လို financial background กว่าတာမျိုးလေးနေနော်အဲ့လိုပုံစံမျိုးလေးပို့ပြီးတွေ့ရတယ်ဒီမှာလေအဲတယောက်နဲ့တယောက်ကနည်းနည်းဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကိုတိုးတက်ခြင်းစိတ်ရှိရဲ့သူကလည်းကိုယ်ကိုတိုးတက်ခြင်းစိတ်ရှိရဲ့ကိုကလည်းသူ့ကိုတိုးတက်စေခြင်းစိတ်ရှိရဲ့ပေါ့နော်အဲ့လိုမျိုးလေးရောတွေ့ရတယ်ဒါပေမဲ့သူ့မှာလေစိတ်ဓာတ်အားရှိရဲ့ ကိုနဲ့ relationship မှာအဆင်မပြေခဲ့ရမျိုးကိုကိုမပြတ်နိုင်လို့သာပြန်လာတာပြီးတော့ဟိုဒီအတိတ်ကအရာတွေကိုသူမေးမှာမဟုတ်ဘူးပေါ့နော်အဲ့အရာလေးတခုရောရှိရဲ့အတိတ်ကအရာတွေကိုသူဟို hold လုပ်ထားတော့မယ်အဲ့လူကအဲ့ဒီကအရာဆိုကိုနဲ့အတိတ်ကဟုတ်ချင်မှာဟုတ်လိမ့်မယ်သူရဲ့တခြား relationship မှာဖြစ်ခဲ့တဲ့ trauma တခြား relationship မှာရခဲ့တဲ့ trust issue တခုခုကိုလည်းအဲ깟ထားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ trauma ကြီးကိုတော့သူ hold လုပ်ထားတော့မယ်အဲ့အရာတခုရောရှိရဲ့ဇန်နာရီရောက်အကုန်အဆင်ပြေရဲ့ အဲ့တော့နောက်ထပ်ဖိုက်3ရဲ့အခြေအမှဘာဆက်ဖြစ်မလဲဆိုရင်တော့အဲ့လို x တွေနောက်က90ရာခိုင်နှုန်းလောက်တော့ဖိုက်3ရဲ့ x တွေပဲပြန်လာမှာเนาะအဲ့လိုပုံစံမျိုးတွေပဲတွေ့ရတယ်။ပြန်လာလို့ရှိရင်တော့ toxic ဖြစ်မလားဟိုတကယ် healthy ဖြစ်မလားဆိုတာကတော့မပေါ်ဘူးဒါပေမဲ့တချို့တော်တော်များများပြန်သွားမှာဒါပေမဲ့တချို့လူတွေကတော့ situation ship တွေဝင်သွားလိမ့်မယ်ပေါ့เนาะ x နဲ့လေနောက်ထပ်လူအသေးရောက်လာဖို့ကတော့နည်းနည်းလေးခက်တယ်ရောက်လာရင်နောက်မှကိုကမစင်စားရမျိုးကိုကစိတ်မဝင်စားရမျိုးပေါ့เนาะအဲ့လိုလူမျိုးတွေဖြစ်လိမ့်မယ်လို့မြင်တယ်เนาะ အဲ့တော့ okay အဲ့တော့ oracle ကလေးကိုထပ်ပြီးတော့ကြည့်မယ် pi 3 pi သိထားဖို့လို့လဲရှေးမှာ pi ဆက်ဖြစ်မလဲ pi 3ไพ่ตัวนี้เฉยมาบริสุทธิ์ขึ้นมาโอเคออโตเมติกไรติ้งอันนี้นะ ဲ့အခြေရင်းမှာပေါ့နော်ကိုဘက်ကလေဒီလူပြန်လာလို့ရှင်တေချာလေးတော့စဉ်းစားဖို့လိုလိမ့်မယ်เนาะတေချာလေးတော့စဉ်းစားဖို့လိုလိမ့်မယ်ဒီလူကလေအဲ့လို financial background ရှိတာမျိုးလေးဖြစ်နိုင်တယ်အဲတော်တော်လေးပေါ့နော်ကို financially supporting ပေးနိုင်တာမျိုးကြီးပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်နိုင်တယ် ဆိုတော့ fine နဲ့ mentor လို့လည်းတွေ့ရဲအဲ့တော့နောက်ထပ်တစ်ယောက်တာခဲ့ပြီးဟိုကိုကိုဘောနော်နောက်ထပ်တစ်ယောက်ဝင်လာမယ်အဲ့ဝင်လာရဲသူကအခုဟောစလိုမျိုးပဲ x တွေလည်းဖြစ်နေမယ်ဆိုလို့ရှိရင်လေဟိုတေချာစဉ်းစားပါအဓိကကတိုင်မင်ဖို့နော်တငယ်ချင်းတွေပဲဖြစ်ဖြစ်ကိုယုံကြည်စိတ်ချရဲအမတွေအဲကိုကအမေရင်ဖွင့်လို့ရတယ်ဆိုရင်အမေပေါ့နော်အဲ့လိုမျိုးတိုင်မင်မှာတိုင်မင်ပြီးရောမှာဒီလူကိုပြန်ပြီးတော့လက်ခံဒါပေမဲ့ဆုံးဖြတ်တာကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲလို့ပေါ့နော်ဒါပဲအရာမဆိုကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ကိုတယောက်တည်းရဲ့ဆုံးဖြတ်ချက်ကိုပဲဆုံးဖြတ်ပါတကြ မှ तू ငါ့ကိုလက်ခံလိုက်လို့ပြောလို့ငါလက်ခံလိုက်တာအခု तू ကမကောင်းတော့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးကြီးပေါ့နော် complain တွေလာလိုက်မယ်အဲ့တော့အဲ့လိုမဟုတ်ဘူးအကြံဉာဏ်တရားရှုလိုက်မေးကြည့်တငယ်ချင်းတွေကိုဟဲ့ तू ကတော့ငါ့ကိုဒီလိုဒီလိုပဲနင်တို့ဘယ်လိုသဘောရလဲလိုက်မေးကြည့်တငယ်ချင်းတွေကိုလိုက်မေးကြည့်ပြီးတော့ကိုတကယ်စိတ်ချရတဲ့တငယ်ချင်းတွေပေါ့နော်အကယ်၍အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီလိုမျိုး terror media တွေ terror reader တွေဆီမှာအကြံဉာဏ်တောင်းတာတွေနော်အဲ့လိုမျိုးဆိုရင်တော့ပို့ပြီးတော့တိကျတာပေါ့နော်ဟို opinion မဟုတ်တော့ဘဲနဲ့ facts တွေဖြစ်သွားပြီပေါ့ terror တွေအမီးမဲ့ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးလေးကြီးလည်းလုံလို့ရတယ်ဆိုတော့အဲ့အလေးအလို mentor လောက်တာ mentor share မျိုးလေးရေနော်ကိုတိုင်းတေချာစဉ်းစားမျိုးဒါပေမဲ့ဆုံးဖြတ်ချက်ကိုကိုတယောက်တည်းဆုံးဖြတ်ချက်နဲ့ပဲချပါအကြံဉာဏ်စီရတော့အကြံဉာဏ်နေရတော့သူများတွေစီရယူပါနော်အဲ့လိုပုံစံမျိုးလေးယူတွေ့ထားရဲ့အဲ့တစ်ဖက်လူကလေကိုဘွားရေဝင်လာတဲ့အချိန်မှာတော့လေပျော်ပျော်ရွှင်စရာကောင်းတဲ့အဲ့လိုလူတယောက်အနေနဲ့ဝင်လာလိမ့်မယ်တကယ်ကိုအဲ့လိုပျော်ရွှင်ရတဲ့ relationship တခုအနေနဲ့တော့အစချီလိမ့်မယ်ပေါ့နော်ဒါပေမဲ့အစမှာပဲနော်ဒါအစလောက်ပဲတွေ့ထားသေးရနောက်ပိုင်းနေဘာတွေ drama တွေဖြစ်မလဲမတွေ့ထားဘူး fight 3မှာလीအဲ့တော့အစမှာတော့အရန်အဲ့လိုဟို like ဖြစ်တယ် happy ဖြစ်တယ် energy မျိုးတွေနဲ့ဝင်လာလိမ့်မယ်အလိုလိုလူကပျော်နေရမျိုးသူ့နာမှာနေလို့ရှင်လीအ ဒါပေမဲ့အဲနောက်ပိုင်းတွေဘာကြီးဆက်ဖြစ်မလဲဆိုတာတော့တေချာမသိဘူးပေါ့နော်။သူနဲ့ဆိုလို့ရှိရင်အဲ့လိုအပြင်နေသွားရတာမျိုးခရီးသွားရတာမျိုးအဲ့လိုပုံစံမျိုးလေးဖြစ်နိုင်နေတယ်။ဟို self improvement ကိုလည်းသူဦးစားပေးရင်မဆောက်တွေဖတ်တာမျိုးဂျင်သွားတာမျိုးအဲ့လိုကိုယ်တိုင်ပေါ့နော်။ကိုယ်တိုင် improve ဖြစ်အောင်လည်းလုပ်တယ်လို့နှစ်ယောက် memories တွေကိုလည်းအမ်အတူတူဖန်တီးရပေါ့နော်။ ကောင်းတော့ကောင်းတယ်ဒီလားခရီးလည်းသွားရစာရီလည်းဖတ်မယ်ကောင်းတော့ကောင်းတယ်တစ်ဖက်လုံးနဲ့ကိုယ်နဲ့ energy ကအဲ့လိုအစပိုင်းမှာတော့အရင် healthy ဖြစ်ပြီးတော့ပျော်ရွှင်ရလိမ့်မယ်ပေါ့နော်အဲ့လို energy မျိုးလေးရောတွေ့ရတယ်ဆိုတော့ x day ပြန်လာပြီးရောကိုလိုချင်တဲ့ချစ်သူပေါ့နော်ကိုလိုချင်တဲ့ချစ်သူကဒီလိုလူမျိုးရရင်တော့ကောင်းတာပေါ့အဲ့ okay oracle ကလေးတစ်ချက်ထုတ်မယ်ဖိုင်3အတွက်ပေါ့နော် okay flow သူ့ရဲ့ flow လေးနဲ့ပဲသူသွားပါလို့ပြောရှင်တယ်ပြီးတော့ inspire okay တဖက်လူကလေအဲ့လို music တွေကြိုက်တဲ့သူဖြစ်နိုင်တယ်နော်ပြီးရင်တယောက်တည်းအဲ့လို chill လုပ်ရ Okay ကိုယ့်ထက်အဲ့လိုအသက်ကြီးပြီးတော့ကိုယ့်ထက်အများကြီးရင်ကျက်တဲ့သူဖြစ်နိုင်တယ်ဒါမှမဟုတ်အသက်မကြီးရင်တော့အများကြီးရင်ကျက်တဲ့လူမျိုးပေါ့နော်အဲ့လိုလူမျိုးဖြစ်နိုင်တယ်သူတခြင်းနေဆိုရမျိုးကြိုက်လိမ့်မယ်ဒါမှမဟုတ်တခြင်းနားထောင်ရမျိုး အဂီတာတီးရမျိုးဖီယန်နိုတီးရမျိုးကြိုက်လိမ့်မယ်တယောက်တည်းအေးစစ်ရှိနေတဲ့အချိန်မှာအဲ့ဒါကြီးလုပ်ရတာကိုပို့ပြီး enjoy ဖြစ်တဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးအထူးသဖြင့်ညာဘက်လေးဒီအဲ့လိုမျိုးတချင်းနာထောက်တာမျိုးလေတစ်ဖက်လူရဲ့ energy တွေကညင်နေအေးစစ်ပဲ relationship အစပိုင်းမှာအရန် healthy ဖြစ်ပြီးတော့ကောင်းတဲ့ relationship မျိုးဖြစ်လိမ့်မယ်ကိုက flow လေးနဲ့ပဲသွားပြန်သူကလေအဲ့လိုကို inspire ဖြစ်ရတဲ့သူဖြစ်လိမ့်မယ်။အမဟိုသူ့ရဲ့ routine နဲ့သူမှန်နေရမျိုးတကယ်ကို protective လူမျိုးပေါ့နော် productive ဖြစ်တဲ့လူမျိုးပေါ့အဲ့လိုလူမျိုးရထားလို့ရှင်ကိုကလည်းဒီလူရဲ့ energy နားမှာနေလို့ရှင်ကိုရဲ့ energy ကလည်းလိုက်ပြီးတော့အဲ့လို productive ဖြစ်မယ် positive ဖြစ်မယ်အဲ့အချိန်ကျရင်ကိုလည်း energy ပိုတက်မယ်ကောင်းမယ်ကောင်းတယ်ပေါ့နော်အဲ့လို healthy vibe မျိုးရရယ် okay โอเคเออ2รอบก็เลยเตียวเนี่ยเตียวเลยยังฉิเลยมั้ยดีล่ะอสินแล้วปี่เลยมั้ยสู้นอกแท้โกยะบัวเนี่ยบอกล่ะมั้ย relationship ก็ก็เนี่ยปอนเนาะอฉีมาบาเซ็ดผิดผู้สิเลยสู้ AX นี่ก็เปลี่ยนမျိုးဝင်လာတတ်တယ် AX ก็เลยตุกตุเปลี่ยนเปลี่ยนเลยပြီးတော့ဒီလိုကောင်းတဲ့လူတယောက်အဖြစ်နဲ့ကိုနာကိုယောက်လာမျိုးပေါ့เนาะအဲ့လိုမျိုးလေးတွေလည်းဖြစ်နိုင်နေတယ်ဒီလား ဆိုတော့ Python 3လေးတွေကနောက်ထပ်အခြေအမှဆက်ဖြစ်နိုင်တဲ့ဟာတွေကတော့လေကန်ကောင်းခြင်းတွေပဲလို့တော့သတ်မှတ်တယ်။ Python 1 2 3မှာဆိုလို့ရှိရင်3ကဒါပို့ပြီးတော့ကန်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့။ Not ပို့ပို့ပပလေးပို့ပြီးတော့ဖြစ်တယ်လို့လည်းခံစားရတယ်နော်။အဲ့တော့ okay ဒါလေးကတော့ Python 3လေးရဲ့ reading ဖြစ်ပါတယ်။အဲ့တော့ Python 3လေးရေးဆုံးသိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများရတင်ပါတယ်။နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်။ Hello ဖိုက်တူးလေးရေမင်္ဂလာပါရှင်ဆိုတော့ဖိုက်တူးလေးရေဒီဗီဒင်လေးဒီဖိုက်လေးကိုရေးထားတည်ကြပြီဆိုရင်ဒီဗီဒင်လေးကိုဆက်ပြီးကြည့်လို့ရရဲ့အဲ့တော့ဖိုက်တူးလေးအတွက်နောက်ထပ်အခြေအမှာဖိုက်ဆက်ဖြစ်မလဲဆိုတော့ကြည့်မယ်နောက်ထပ်ဖိုက်ဆက်ဖြစ်မလဲနောက်ဝင်လာမယ့်လူကဘယ်လိုလိုမျိုးလဲပေါ့နော်အဓိကတော့နောက်ဝင်လာမယ့်လူထက်ဖိုက်တူးတွေရဲ့နောက်အခြေအမှာဖိုက်ဆက်ဖြစ်မလဲဆိုတော့အဓိကကြည့်ချင်တယ်အဲ့တော့ okay ဖိုက်တူးတွေရဲ့အခြေအမှာဘာလို့ဆက်ဖြစ်မလဲ တူရရဲ့အခြေရေးမှာဘာတွေဆက်ဖြစ်ဖို့ရှိလဲပေးချော့ဖ်ကပ်စ်တဲ့3 of 1 the 3 of cups okay ကိုကလေအဲ့လိုလူတယောက်ကိုကြိုက်တာမျိုးเนาะအနာကက်မှာเนาะ ချိတ်ဆက်ပြီးတော့အချိန်ရင်းမှာကိုယ်လူတယောက်ကိုကြိုက်တာမျိုးလူတယောက်ကိုဟိုဒီကောင်းစင်ကလေကိုဘွားရေနောက်ထပ်ဝင်လာမယ်သူမဟုတ်ဘောနော်ဖိုက်တူးတွေအချိန်ရင်းမှာဗာဆက်ဖြစ်မလဲဆိုတော့အဓိကထားပြီးကြည်ရဖြစ်တဲ့အတွက်ဖိုက်တူးတွေကလေအချိန်ရင်းမှာဘလို့ဖြစ်မလဲဆိုတော့ အခုကြည့်နေရတဲ့မှာလေ single လေးများမယ်လို့ထင်နေရှေ့လျှောက်ပြီးတော့လေဒီကွက်လူတယောက်ကိုအဲ့လိုအရန်လို့ခြင်းတာမျိုး desperate ဖြစ်တာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုနည်းနည်းမြင်ရတယ်အဲ့လိုအရန်ဒီလူမှဒီလူမရောက်မရရင်မရအောင်ဒီလူမှမရရင်မရပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ကိုအရန်ကြိုက်နေတဲ့အဲ့လူကို relationship အဲ့လူကပေါ့နော်တခြား relationship တစ်ခုရှိရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းတွေကလည်းဖြစ်နိုင်တယ်အထူးသဖြင့်အဲ့ fight 2တွေအခုကြိုက်နေရဆိုကို manifest လုပ်နေရတဲ့သူကလေကိုနဲ့တည့်ရတဲ့သူပေါ့နော်အဲ့လို ကိုနဲ့မေဘီစစိုင်တွေတခုရှိခဲ့ဘူးရဲ့လူလည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှင်လည်းဒီတိုင်းသိရဲ့လူလည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်ပေါ့နော်တငယ်ချင်းတွေရဲ့ဖြစ်နိုင်တယ်အဲ့လိုမျိုးတော်တော်လေးတော့ကိုဘက်ကသဘောကျရယ်ကိုဘက်ကကြိုက်မဲ့ပုံစံပေါ့နော်အခုမရှိဘူးဆိုလို့ရှင်လည်းနောက်ပိုင်းရှိလာနိုင်တယ်ကိုဘက်ကကြိုက်မဲ့ပုံစံမျိုးအဲ့ဒီမှာကိုယ်တငယ်ချင်းတွေကိုညီတောင်းတာမျိုးတငယ်ချင်းတွေကိုပြပြရမျိုးငါကတော့သူ့ကိုသူ့ကိုကြိုက်တယ်သူ့ပုံစံကဘယ်လိုလဲဘာညာဆိုပြီးတငယ်ချင်းတွေကို ျူးပြတာမျိုးပေါ့နော်အဲ့လို energy မျိုးလေးတွေလည်းရှိနိုင်တယ်ပြီးတော့ကိုယ်ဒီလိုလိုချင်လို့ဆိုပြီးတော့လေအဲ့လို manifestation လုပ်တာမျိုး supplemental နားထောင်တာမျိုးအဲ ritual လုပ်တာမျိုးတွေအဲ့လို energy မျိုးတွေလည်းအဖိုက်2ထဲမှာရှိရပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်ဆိုတော့ကဖိုက်2လေးတွေကလေအစဉ်ပြေခြင်းလေဆိုရင် ritual လေးတွေလုပ်လို့ရတယ်ဒီမှာ the hermit ကိုကြားထားရပေါ့နော်ကိုဘက်ကတော့ move မရမယ်ကိုဘက်က offer မရမယ်ဆိုတဲ့ပုံစံမျိုး ကိုကဖိုက်ထရီကိုကြည့်ရဲသူတွေထဲမှာမင်းကလေးတွေလည်းပါမယ်ယောက်ျားလေးတွေလည်းပါမယ်ပေါ့နော်ဒါပေမဲ့ကိုဘက်ကစကားစပြောတာမျိုးကိုဘက်ကအဲ့လို move လုပ်တာမျိုးဒါ manifest လုပ်တယ်ဆိုတာလေးလေးအမှန်တမ်းပြောရင်ဒါကို move နေရပဲပေါ့နော်အဲ့လို manifestation တွေလုပ်တာမျိုးလုပ်လို့ရတယ်ဟိုလုံးဝကြီးသိရမလားသူ့ကိုသွားပြီးတော့ hey hi ဘာညာအဲ့လို physically မပြောချင်ဘူးဆိုရင်ဒီဘက်မှာကိုလုပ်လို့ရတာအကုန်လုပ်ပေါ့နော်ဒီ spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒါဆိုလို့ရှိရင်တော့အဆင်ပြေလိမ့်မယ်ဖိုက်တူ诶 အဲရှေ့ဆက်ပြီးဘာဖြစ်မလဲဆိုရင်တော့ဒီလူကိုတော့ကိုယ်ကတော်တော်လေးကိုကြိုက်တဲ့မှာပါတယ်ပေါ့နော်တော်တော်လေးကြိုက်မယ်ပေါ့အဲတွေ့မဲ့လူဒါမှမဟုတ်အခုရှိချင်လဲရှိနေလိမ့်မယ်အဲ့လိုအရန်ကြိုက်တဲ့အရန်ဟိုတူမတူဖြစ်နေရပေါ့နော်လက်ရှိအခြေအနေရလीအဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့ okay တော်ကလေးထပ်ပြီးဆွဲကြည့်မယ်ဘာလေးများပြောမလဲပေါ့နော်ထပ်သိချင်လို့ဆိုတော့ okay pie 2 pie 2 dot ချင်းမှာဘာဆက်ဖြစ်တာကိုရှိတယ် ဒီလူကရောပြန်ကြိုက်မလားပေါ့နော်အဲ့ကိုကလေအဲ့လိုလူတိတ်ဦးတယောက်ဖိုက်တူးရေပေါ့နော်လူတူးတယောက်ကိုစောင့်နေမှာမျိုးလေးကြီးရှိရယ်ထွက်သွားတဲ့လူတယောက်ကိုစောင့်နေရမျိုးပေါ့နော်ဥမာ S ကိုစောင့်နေရမျိုးအဲ့လိုပုံစံမျိုးလေးရရှိရယ်ဆိုတော့ခေါင်းစဉ်နဲ့ပြန်ပြီးတော့ကြိလိုက်လို့ရှိရင်ဒါက ကိုဘလို့ဖြစ်မလဲပေါ့နော်ဖိုက်တူးတွေအခြေအေးမှာဘာကြီးဆက်ဖြစ်မလဲဆိုတာကိုကြည့်ရဖြစ်တဲ့အတွက်တစ်ဖက်လူကလေလာမလားမလားမလားပြန်လာမလားမလားမလားကိုစီကိုရောက်လာမလားမလားမလားမသိဘူးဒါပေမဲ့ကိုကတော့တော်တော်လေးစောင့်နေတော်တော်အချိန်ကြာကြာအထိလည်းစောင့်နေပေါ့နော်အဲကိုစီကထွက်သွားတဲ့လူဒါမှမဟုတ်ကိုနဲ့အဝေးမှာရှိနေတယ်လို့ပေါ့အဲ့လိုလူမျိုးဖြစ်နိုင်တယ်အဲတစ်ဖက်လူမှာလည်းလေစိတ်တန်ရာလေးရှိအဲ့အလေးရောတတိထားပေါ့နော်စိတ်တန်ရာကိုနဲ့ အဖြစ်ခဲ့စိတ်တရားကြီးရှိနိုင်တယ်ကိုကိုတချို့ဖိုက်တူရဲ့ x day ဆိုရင်ပေါ့နော်ခွင့်လွတ်နိုင်တာမျိုးကြီးရှိရဲအဲ့လိုခွင့်လွတ်ပေးဖို့အတွက်ကိုဘက်ကဟိုအလုပ်ရမယ်ပေါ့နော် try ရမယ်ပေါ့အဲ့လိုပုံစံမျိုးလေးကိုတွေ့ရဲအဲသူ့မှာလေးလေးသူ့ရဲ့စိတ်ကြံရလေးသူ့အစင်မပြေရလေးတွေသူ့ဘာသာသူအစင်မပြေရလေးရှိနေရပေါ့နော်အဲ့အားလေးကိုလည်းသူဖြည့်ရှင်းနေတယ်လက်ရှိမှာတော့လေတစ်ဖက်လူက အော် sorry လက်ရှိမှာတော့လေဖိုက်တူးလေးတွေကအေးစေးဖြစ်ချင်ဖြစ်နေရင်တော့မှနောက်ပိုင်းနေပေါ့နော်ရှေ့ဆက်ပြီးတော့လေအဲ့လိုလူတယောက်ကိုအရန်ကြိုက်ဖို့ပေါ့နော်အရန်ကြိုက်သွားဖို့အရန် fall in love သွားဖို့ chance များတယ်နော်အဲ့လိုပုံစံမျိုးတွေ့ရကိုကလည်းအဲ့လူကိုမရမ်းရအောင်ယူမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဖိုက်တူးတွေကလေဆွဲရောရှိရအဲ့လိုအချိန်ကြာလဲစောင့်မယ်ဘလို့ပဲခက်ခဲခက်ခဲရအောင်ယူမယ်စောင့်မယ်ဆိုတဲ့ energy မျိုးပေါ့နော်တခါတလေပင်မဝမျိုးရှင်ရှိနေမယ်ဒါတော့မှတချို့ဖိုက်တူးတွေကပင်မနာမျိုးသိမ့်မတွေ့ရအောင်ဇွဲအရန်ကောင်းတယ် trying နဲ့တောက်လျှောက်အဲ့လို keep trying လုပ်နေရပေါ့နော်တချို့ဖိုင်တူးလေးရအောင်ပြန်မှန်းွားလိမ့်မယ်ပြန်မှန်းပြီးွားလို့ရှိရင်ပြန်ထပြီးတော့ပြန် train လိမ့်မယ်ဘယ်တော့မှအဲ့လို give up လုပ်ချင်တဲ့ energy မျိုးမတွေ့ရအောင်ဖိုင်တူးမှာလေအဲ့လိုဘလောက်ပဲကြကြရရဲစောင့်မယ် manifest လာလုပ်မယ် ritual လာလုပ်မယ်အဲ့လိုမျိုးပေါ့နော် ဟိုဒိုးတော်တိုင်းပုံစံနေ yes or no တွေပဲများတယ်အဖိုက်တူတွေကဆုံးဖြတ်ချက်ဖြစ်သားတယ်အဲ့ဒါတခုတော့ကြိုက်တယ်ကိုကဒီလိုကြိုက်တယ်ဒီလိုရအောင်ယူမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကောင်းတယ်အဲ့ manifestation လုပ်တဲ့အချိန်မှာအရန်အသုံးဝင်တဲ့ဒါ tool တခုပဲဝေဝါးနေလို့ရှင်အဲ့လိုဇဝေဇဝါဖြစ်နေအစမပြေဘူးပေါ့နော်ကိုက manifest တွေရောလုပ်နေရဒါပေမဲ့ဒီလူကငါးစီကိုရောက်လာရင်သူ့ရဲ့မကောင်းတဲ့အကျင့်တွေငါလက်ခံရတော့မှငါစိတ်ညစ်ရတော့မှအဲ့လိုမျိုးတွေးနေတော့ manifestation တွေအဖြစ်မလာအောင် ကိုကဒါကိုလိုချင်နေဆိုရင်ဒီဟာရဲ့အဆိုးကိုအကောင်အောင်ကိုလက်ခံနိုင်မှအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့အသေးချာရေးဆိုရင်တော့ manifestation တွေလုပ် ritual တွေလုပ်အအဆင်ပြေလိမ့်မယ်ကိုကတော့အရင်အလိုလိုချင်နေရေပေါ့နော်အဲ့လိုဇွဲရှိနေတာက maybe ကောင်းတယ်ဟိုဇွဲရှိနေဇွဲရှိနေတာကြောင့်သူ့ဘက်ကပြန်ရောက်လာမျိုးလည်းဖြစ်နိုင်နေပေါ့နော်ဒီ connection မှာလीအဲ့လို energy မျိုးလေးရရဲဆိုတော့ oracle ကလေးတစ်ချက်ထုတ်မယ်နော် okay oracle ကမှာ pi 2 connection အတွက်ပြောချင်တာလေးရှိတာ manifest okay see manifest အဲ့အများကြီးတော့မပြောတော့ဘူး manifestation လေးလုပ်မယ်ပြီးရင် patient အဲ့စိတ်ရှည်ရှည်နဲ့စောင့်ပေးရမယ်ကောင်းတယ်စိတ်ရှည်ရလဲဇွဲရှည်ရနဲ့အတူတူပဲပေါ့ခုနပြောလိုက်တာဟိုတော်ရုံတန်ရုံလက်မလျှော့တော်ရုံတန်ရုံအရှုံးမပေးရမျိုးပေါ့နော် pi 2တွေကလေအဲ့အစဉ်ပြေရ patient ဖြစ်တယ် အလုံးဝအဲ့လိုစိတ်ကို ရှေ့ရှေ့ထားပြီးတော့စောင့်အဲ့ဒါဆိုရင်တော့ကိုလိုချင်တာရေကိုဖြစ်ချင်တာရေရောက်လာလိမ့်မယ်ဒါပေမဲ့လေကိုရိုင်း manifestation တွေလည်းလုပ်မယ်အဲ့လို ritual တွေလုပ်မယ်ဆိုရင်လည်းပိုတော့ကောင်းတယ်ဒီလားအဲ့လိုလုံနိုင်တဲ့နီလန်ပေါ့နော်လုံနိုင်တဲ့နီလန်နေနဲ့လုတ်တာကတော့တော်တော်ကောင်းတယ် โอเค purpose เออ purpose က clear ဖြစ်နေရမယ်ပေါ့เนาะကိုကဘာလိုချင်တာလဲဘာဖြစ်ချင်တာလဲဒီလိုလိုချင်ခုနပြောလိုမျိုးပဲဒီလိုလိုချင်နေဆိုရင်ဒီလူရဲ့ကောင်းချင်းဆိုချင်တွေရောလက်ခံရမှာပဲသူ့ရဲ့အကောင်းတွေကြီးပဲလက်ခံလို့မရကိုမှလည်းကိုကောင်းတာကြီးဆိုတာကြီးရှိရပေါ့เนาะဆိုတော့ဒီလိုလိုချင်နေဆိုရင်ဒီလူရဲ့ကောင်းချင်းဆိုချင်တွေအကုန်လုံးလက်ခံရမယ်အဲလက်ခံနိုင်တယ်လို့ accept လုပ်လိုက်တဲ့အချိန်ညာလို့ရှိရင်ကိုစီကိုအဲ့လိုရောက်လာလိမ့်မယ်เนาะအဲကိုကိုရိုင်းက accept လုပ်ဖို့လိုတယ်လို့မြင်တယ် manifestation ấy lâu mê rồi chưa lâu mê nó phải chú xin tiền này nè meditation ဒါလည်း manifestation လုပ်တဲ့အချိန်မှာ meditation လုပ်ရမယ်ဒါရရတော့ကိုယုံကြည်ရတဲ့တကယ်ကိုနဲ့ energy guide တွေလို့ထင်နေယုံကြည်ရတဲ့ man mentor တွေရှိလိမ့်မယ်ဒီလိုမျိုး tarot reader တွေပေါ့နော်အဲ့လိုမျိုးရှိလိမ့်မယ်အဲ့လိုလူတွေစီမှာကိုကစီးပူပါလေးလာပါအဲကိုရဲ့ဘဝအောင်မြုပ်နှံမှာဆိုတဲ့ပုံစံမျိုးပေါ့နော်ဖိုက်တူတွေက spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့ strong ဖြစ်မဲ့ energy မျိုးကိုတွေ့ရတယ်ဆိုတော့ဒီမှာလည်း the hermit ဆိုတဲ့ကမျိုးကြားရပေါ့နော်အဲ့တော့ အဲ ritual လို့ဒီ biology ပြီးတော့ ritual ကြီးစိတ်ဝင်စားရဆိုလို့ရှိရင် personal reading အရင်လာမေးပါလာမေးပြီးတော့ personal reading မှာအဆင်ပြေနိုင်နေဆိုရင် ritual လို့ရရဲအဆင်မပြေနိုင်လို့ဆိုရင်တော့မလုပ်ပေးဘူးပေါ့နော် ritual က အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဖိုက်တူးတွေက spiritual ဘိုင်းကိုလိုက်မယ်ဆိုလို့ရှင်ဒီလိုမျိုးပေါ့နော်အဲဒီလို terror လောက်တာမျိုးတွေ law of attraction အဲ့လို spiritual ဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုကိုကိုလိုက်မယ်အဲ့လမ်းတွေကိုလိုက်မယ်ဆိုအရန်အဆင်ပြေနိုင်တယ်အဲအရန်ကောင်းတဲ့ energy မျိုးရရပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရရပြီးတော့ကိုကလေကိုဘေးနာမှာအဆောင်လျှောက်ပြီးအမြဲတမ်းရှိနေအဲ့အရာကိုလေကျေးဇူးတင်စိတ်နေပါပြီးတော့ရင် manifestation တွေလုပ်မယ်နော်ဒီမှာဆိုလို့ရှင် meditation တွေလုပ်လို့ရမယ်ကိုက ဒီအရာကိုပို့ပြီးတော့ယုံကြည်သက်ဝင်လေးလေးဒီလိုမျိုး magic ပေါ့နော်ဒီလိုမျိုး magic မှာပို့ပြီးတော့ကိုကယုံကြည်သက်ဝင်လေးလေးအဲ magic တွေကကိုဘောကပို့ပြီးတော့ effect ဖြစ်လာလေးလေးပဲနော်အဲ့လိုပုံစံမျိုးလေးပဲပြောချင်တယ်အဲတော့ဖိုက်တူးလေးတွေကတော့အဆင်ပြေရဲ့ကိုအရန်မျောလင့်နေတဲ့လူတယောက်တော့ရှိလာလိမ့်မယ်ပေါ့နော်အခုရှိရင်လည်းရှိနေမယ်အခုမရှိဘူးဆိုလည်းနောက်ပိုင်းရှိလာနိုင်တယ်ကိုအဲ့အချိန်မှာဘယ်လိုမျိုး solution လုပ်မလဲပေါ့နော်ဘယ်လိုမျိုး solution ထုတ်မလဲပေါ့ဘယ်လိုအဖြေရှာမလဲဆိုတာကိုစဉ်းစားထားပါ အဲ့တော့ okay အဲဒါလေးကတော့ January ရင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲအကုန်လုံးနဲ့ရော energy ကိုက်ချင်မှကိုက်လိမ့်မယ်ဒါပေမဲ့တော်တော်များများနဲ့ရော energy ကိုက်လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဒါကတော့ fight 2လေးရေး reading မှာအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် reading မှာပြန်ပြီးတော့တွေ့ကြမယ်နော်